Somalia, Haiti, Libya and numerous others. ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ခုတစ်ခေါက်တင်ဆက်ပေးမှာကတော့မြန်မာအပါအဝင်နိုင်ငံ၁၂နိုင်ငံကနိုင်ငံသားတွေအမေရိကန်နိုင်ငံသို့ခရီးသွားဝင်ရောက်ခွင့်ပိတ်ပင်တဲ့အမိန်ကိုသမ္မတထရန့်လက်မှတ်ရေးထိုးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ဒီကနေ့အမိန့်တစ်ခုနဲ့လက်မှတ်ရေးထိုးလိုက်ပြီးအဲ့ဒီအမိန့်အရမြန်မာနိုင်ငံအပါအဝင်၁၂နိုင်ငံကနိုင်ငံသားတွေအမေရိကန်နိုင်ငံကိုဝင်ရောက်ခွင့်ပေးပင်လိုက်တာပဲဖြစ်ပါတယ်။ဒါကအမေရိကန်ရဲ့အမျိုးသားလုံခြုံရေးနဲ့ပြည်သူလုံခြုံရေးအတွက်ကာကွယ်တာလို့ CNN သတင်းမှာဖော်ပြထားပါတယ်။အဲ့ဒီ၁၂နိုင်ငံကတော့အာဖဂန်နစ္စတန်၊မြန်မာ၊ Dutch ၊ကွန်ဂိုသမ္မတနိုင်ငံ၊ Equatorial Guinea ၊ Eritrea ၊ Haiti ၊ Iran ၊ Libya ၊ Somalia ၊ Sudan နဲ့ ယီမင်တို့ဖြစ်တယ်ဆိုပြီးတော့သိရှိရပါတယ်။ဒီနိုင်ငံသားတွေကိုတော့အမေရိကန်ကိုလုံးဝဝင်ရောက်ခွင့်မပြုတော့တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံသားတွေကိုအမေရိကန်ကလုံးဝဝင်ရောက်ခွင့်ပိတ်ပင်လိုက်ရတာကတော့အမေရိကန်မှာမြန်မာနိုင်ငံသားတွေဗီဇာတက်တန်းကုန်လို့ဆက်နေတာများနေလို့ပဲလို့ပြောပါတယ်။ B1 B2 ဗီဇာနဲ့တက်တန်းလွန်နေထိုင်တာ29.3ရာခိုင်နှုန်း FM နဲ့ နှစ်ဖီဇာနဲ့တက်တန်းလွန်နေထိုင်တာက52.18ရာခိုင်နှုန်းရှိတယ်လို့ဆိုပါရယ်အဲ့ဒီအပြင်မြန်မာနိုင်ငံကအမေရိကန်ကနေပြီးတော့ပြန်ပို့တဲ့မြန်မာနိုင်ငံသားတွေကိုပြန်လည်လက်ခံဖို့ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့အမေရိကန်သမ္မတအင်ဂျီရောကသတင်းထုတ်ပြန်ထားတာပါအမေရိကန်ကိုဒစိတပိုင်းဝင်ရောက်ကန့်သက်ထားခံရတဲ့နိုင်ငံခုနှစ်နိုင်ငံလည်းရှိလို့နေပါတယ်။အဲ့ဒီနိုင်ငံတွေကတော့ဘရွန်ဒီ၊ကျူဘာ၊လာအို၊ဆီယာယာလီယွန်၊တိုဂိုတာခမင်နစ္စတန်နဲ့ ဗင်နီဇွဲလားနိုင်ငံတို့ဖြစ်တယ်ဆိုပြီးတော့သိရှိရပါတယ်။ဒါပေမဲ့အမေရိကန်ပြည်ထောင်စုမှာတရားဝင်အမြဲတမ်းနေထိုင်권ရထားသူတွေလက်ရှိဗီဇာကန်ဆောင်ထားသူတွေတချို့ဗီဇာအမျိုးအစားတွေနဲ့အမေရိကန်ရဲ့အမျိုးသားအကျိုးစီးပွားအတွက်ဆောင်ရွက်ပေးမဲ့လူတွေကိုတော့ချွင်းချက်အနေနဲ့ဝင်ခွင့်ဆက်ပြီးခွင့်ပြုထားတယ်လို့သိရှိရတာပဲဖြစ်ပါရခင်ဗျာ။စတာချန်နယ်ကို like and share လုပ်ခဲ့ဖို့မမေ့ပါနဲ့ဦးနော်။